90ခုနှစ်က9ချိန်မှာသူက303ဖြစ်ကမှာเนาะဒီမှာကလနာနည်းနည်းလေးပြတ်အဲ303ခွန်လား1လားကျွန်တော်မေ့သူကခွန်ဖြစ်ကမှာเนาะအဲအဲ့ဒီမှာသူတို့ဒီတစ်ဆွန်းတဲ့ခုနှစ်ထဲမှာ303ခွန်ဆိုတဲ့ကဏ္ဍသူလိုက်ထွက်တယ်လို့ပြောတာเนาะထွက်ပြီးတာနဲ့သူ့ရဲ့၃ဘွဲကျော်မှာထွက်တဲ့ကဏ္ဍ98ဆိုတဲ့ကဏ္ဍဒီကဏ္ဍဒီเนาะသူကနေ၃ဘွဲကျော်မှာထွက်တဲ့ကဏ္ဍကသူ့ရှေ့နှစ်က နော်သူ့ရှေ့နေက981ဆိုရဲတယ်နော်လာထွက်တာအဲ့မှာဒုတိယကတ်မှာလဲကျွန်တော်တို့တစ်စွန်းတဲ့ခုနှစ်ထဲမှာ303ခုဆိုရဲကနေသူကလိုက်ထွက်နော်အော်တိုလိုက်ထွက်တာအဲ့ဒီ303ခုထွက်ပြီးတဲ့နေသူကနေတင်းနေ3ဘွဲကြော်လိုက်တာနဲ့အဲ့ဒီမှာထွက်နေတဲ့ဒီကနေ450ဆိုတဲ့ကနန်းဒီသူ့ရှေ့နှစ်ကကနန်းနော်450အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်အချိန်ခိုက်ယူလိုက်တော့မယ်နော် ဒီကနန်းရေဒီကနန်းရေအခုဒီကနန်းကိုကိုလေးရေပေါ့ကျွန်တော်တခါပြဘူးတယ်အဲ့အဲ့ဒီမှာသူကနေပြီးတော့ကျွန်တော်တို့၃နှစ်ကျော်မှထွက်တဲ့ကနန်း၃ည၃ခွန်ရဲ့ရှေ့နှစ်ကကနန်းเนาะဒါဆိုရင်ကျွန်တော်တို့ဒီမှာတစ်ဆွန်းလေးခုနှစ်ထဲမှာ၃ည၃ခွန်ဆိုတဲ့ကနန်းအော်တိုလိုက်ထွက်တာအတူထွက်ပြရတဲ့ဈာထဲမှာတပွဲနှစ်ပွဲသုံးပွဲကြုံလိုက်လို့ဒီနေရာမှာထွက်တဲ့ကနန်း၃ခွန်နှစ်ဆိုတဲ့ကနန်းဒီเนาะအဲ့ဒီ၃ခွန်နှစ်ဆိုတဲ့ကနန်းဒီ တုံညာသုံးခုထွက်ခဲ့တယ်ရှေ့နှစ်ကကနေเนาะကျွန်တော်သုံးခုနည်းဆိုတော့ကနေဟုတ်ပြီလားဒါဆိုရင်အခုကျွန်တော်တို့ဒီကနေပြီးတော့သုံးပွဲကြော်တန်းနေเนาะဒီကနေကျွန်တော်တို့သုံးပွဲကြော်တန်းနေပြီးလာလိုက်ဒီကိုကိုလေးဆိုတဲ့ကတန်းဒီဒီနှစ်ထဲမှာထွက်ကမှာเนาะကျွန်တော်ကဒီတုံညာသုံးခုရဲ့သုံးပွဲကြော်ဆိုပြီးဒီနေရာမှာကျွန်တော်ထည့်ထားတာရှိတယ်အဲ့တော့ညကကျွန်တော်ကပြခဲ့တာကဒီပွဲမှာပေါ့เนาะဒီပွဲမှာထိုးတင်နေဒါပေမဲ့ပြောလို့တော့ပဲရမလို့เนาะဒါပေမဲ့သူကကြော် ဒီမှာထွက်ပြီးမှဒီမှာရောက်လို့ပြန်ကြရင်လည်းကြထွက်တာပဲစောထွက်ခြင်းလည်းထွက်တာပဲလေးခက်ဖြစ်နေအောင်နော်ဟုတ်တယ်မလားအဲ့တုံညာ3ခွန်တံတန်းထဲမှာထွက်တဲ့ကဏ္ဍသူ့ရှေ့နှိကကဏ္ဍနော်တုံညာ3ခွန်ရှေ့နှိကကဏ္ဍအဲ့တုံညာ3ခွန်ရဲ့3ပွဲကျော်တံတန်းထဲထွက်တဲ့ကဏ္ဍသူ့ရှေ့နှိကကဏ္ဍအဲ့ဒီမှာတုံညာ3ခွန်ထွက်တယ်ပဲသူနဲ့တံတန်းထဲထွက်တဲ့ကဏ္ဍဒီတုံညာ3ခွန်ရဲ့ဘေးရင်ကရှေ့နှိကကဏ္ဍအခုတော့ဒီမှာတုံညာ3ခွန်သူနဲ့3ပွဲကျော်ထွက်မဲ့ကဏ္ဍဒီဒီကဏ္ဍကိုကျွန်တော်ဖမ်းထားတာကိုလေးလေးနော် ဒါပေမဲ့ညကကျွန်တော်ဒီနေ့ရမှာလဲထွက်လို့ရတယ်လို့ဆိုပြီးညကကျွန်တော်ပြခဲ့တာเนาะသူထွက်ရှင်လဲထွက်မှာပေါ့ထွက်ပြီးတော့ဝဲကြောပြန်ကြတော့ဘာလို့လဲကြာရင်ကြာသွားမှာပေါ့လीเนาะဟုတ်လားပြောလို့ပဲရမှာကြောက်ပြီအဲ့တော့ချိန်ကြီးညကကျွန်တော်ပြခြင်းတာကကျွန်တော်မိနစ်ကတော့အသေးအတန်မွေးခိုင်းနေကနေ2 5တက်ဆိုတဲ့ကနေထွက်မလာအခုဒီပွဲမှာအဲ့ကနေတိုက်တိုက်ဆိုင်ဆိုင်လာတွေ့အဲ့ဒါလေးကျွန်တော်ပြအဲ့တော့ကျွန်တော်တို့ဒီ646က ကျွန်တော်ပြဘူးတယ်ဒီဒီဘေးမှာကျွန်တော်6ထိတ်နဲ့ပြတော့မှာအဲ6 4 6ကိုကျွန်တော်ထည့်ပြပေးဘူးတယ်ဒါပေမဲ့အခုဒီဖတ်သွားတဲ့အခါကျတော့ကျွန်တော်ဖမ်းတဲ့ site အတိုင်းပဲသူဖတ်တာပဲကျွန်တော်ကမေ့နော်မတတ်နိုင်ဘူးလေအော်နှုတ်ဆမယ်ငါးဆုံးနော်ကျွန်တော်ငါးဆုံးငါးဆုံးတုံးကကျွန်တော်ကစားမယ်အဲ့ဒီငါးဆုံးတဲ့ခုနှစ်ထဲမှာဒီဆောင်သုံးလုံးကခွန်း နော်ဆောင်းသုံးလုံးကုန်ခွန်ပါပါနှစ်ခါနဲ့သူဖတ်တာဖတ်လိုက်တော့အဲ့ဒီခွန်ပါပါနှစ်ခါဆောင်းသုံးလုံးကုန်ခွန်ပါပါနှစ်ခါနဲ့ထွက်တဲ့ကဏ္ဍသည်နော်ဒီ၅ဆုံးထဲမှာလာထွက်တဲ့ဟာဒီကဏ္ဍသည်၅ဆုံးခုနှစ်တဲ့ကကဏ္ဍနော်ဒီနှစ်နှစ်ဆိုတဲ့ကဏ္ဍဒီနှစ်နှစ်လို့သူလာဖတ်တယ်အဲ့ဒီမှာဆောင်းခွန်ပြီးနှစ်ခါပြီးဆောင်းရှစ်၅၆ခုဆိုဆောင်းရှစ် 8ပါပါဆို3ခါလို့ရတယ်နော်အဲ8ပါပါ3ခါလို့ရပြီးဖတ်တဲ့အဲ့ဒီခန်းတန်းကလည်းဒီ9ဆုံးခုနှစ်တဲဒီ9ဆုံးခုနှစ်ထဲကနေခန်းတန်းတစ်ကွက်3.2ဆိုတဲ့ခန်းတန်းတစ်ကွက်ဒီလမ်းပို့ခဲ့တယ်နော်အဲ့တော့နောက်ပိုက်ကတော့နောက်ပိုက်ကိုသူကနေရာအငိမ့်နဲ့ပို့နော်ကျွန်တော်တို့ဒီ6နှစ်နှစ်နှစ်နောက်ပိုက်ကဒီမှာ6နှစ်နှစ်နှစ်နောက်ပိုက်တဲ့ပဲဒီမှာကျတော့ 3နှစ်ခွန်ဆိုတဲ့ခွန်နောက်ပိတ်ကဒီမှာနှစ်3ခွန်ဆိုပြီးခွန်နောက်ပိတ်နဲ့တူထွက်တယ်။ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကနော်ဒီ9ဆုံးခုနှစ်ထဲက466ဆိုတဲ့ခဏဒီ6နောက်ပိတ်အငိမ့်နဲ့ဒီနှစ်ထဲမှာထွက်တယ်နော်။ထွက်တော့သူကဒီ3လုံးကကိုနော်ခွန်ပြီးပြီရှစ်ပြီးပြီကိုစောင်း3လုံးကိုကိုပါပါ4ခါနဲ့တူထွက်တယ်646ဆိုတဲ့ခဏဒီ9ဆုံးခုနှစ်ထဲကခဏဒီထွက်သွားတယ်နော်။ကျွန်တော်တို့ဖမ်းတော့ကဒီအချိန်မှာကျွန်တော်တို့ဖမ်းတယ် ရှောက်ထိတ်နှလုံးမြောက်ကြရမယ်အပူဖြစ်ကမယ်အဲ့ဒီခဏန်းကိုကျွန်တော်တို့ကဒီနေ့ထဲကခဏန်းเนาะကျွန်တော်တို့ဖန်ကစားခဲ့တယ်မထွက်ဘူးဒီရောက်မှလာထွက်တော့ကျွန်တော်လည်းမေ့အဲ့သူ့အောက်မှာသူ့အောက်မှာကျွန်တော်မိတ်ဆွေတွေကြည့်လိုက်သူ့အောက်မှာထွက်တဲ့ခဏန်းကเนาะသူ့ရဲ့ဒီဆောင်သုံးလုံးခုံပြစ်လို့ခုံပါပါနှစ်เนาะဒီဆောင်သုံးလုံးခုံခုံပါပါနှစ်နဲ့အဲ့ဒီခဏန်းကဒီကျွန်တော်တို့၅ဆောင်ခုနှစ်တဲ့ခဏန်းတစ်ခွက် လာထွက်ပြေးသွားပြီးတော့သူ့အောက်မှာ51နောက်တွဲကိုထက်သီးသုံးလုံးကတေးလို့သူပုံလေးကစားတယ်နော်မင်္ဂလာညချင်းပါဆရာဟုတ်ကဲ့ပါဆရာတာအေးနော်မင်္ဂလာပါကိုတေဟုတ်ကဲ့ပါဦးကြည်မင်္ဂလာပါဦးကြီးကျွန်တော်လဲအခုတွေ့ကြလေအခုချပြနော်အဲ့တော့ तू ကဆက်ပြီးတော့ပြေးနိုင်တယ်လို့ကျွန်တော်တော့ယူဆတယ်နော် ီဆောင်တော့လုံးခွန်ခွန်ပါပါနှစ်ခါနဲ့ထွက်လိုက်တဲ့ကနန်းဒီ၅ဆုံးခုနှစ်ကကနန်းလို့ဖြစ်ကြမယ်ဖြစ်ပြီးတာနဲ့သူ့ရဲ့အောက်မှာတင့်၅နောက်အတွဲအငိမ့်ကိုထည့်စည်းတော့အောင်တုံးလုံးကတင့်နေသူခွက်တယ်နော်ဒါဆိုရင်ကျွန်တော်တို့ဒီ၅ဆုံးခုနှစ်တည်းမှာဇောင်းတုံးလုံးခွန်ပြီးတော့ဇောင်းတုံးလုံးကိုရှစ်လို့ရိုက်တယ်ရှစ်ရဲ့ပါပါ၃ခါလို့ထည့်တယ်ဒီကနန်းဒီ၅ဆုံးခုနှစ်ထဲကကနန်း၃ခွန်နှစ်ကိုထွက်ခဲ့တယ်အဲ့ဒီလိုထွက်ပြီးတာနဲ့သူ့ရဲ့အောက်မှာ90တိနောက်တွဲအငိမ့်ထွက်တယ်အဲ့ဒီတိကိုထက်စီးတော့အောင်တုံးလုံးကတိလို့သူထွက်တယ် နော်ဒါဆိုရင်အခုကျွန်တော်တို့ဒီနေရာမှာဇောင်းသုံးလုံးကခွန်ပြီးပြီးရှစ်ပြီးပြီးဇောင်းသုံးလုံးဒီမှာကိုးလို့ထွက်တော့ကိုးပါပါ၄ခါနဲ့ထွက်ထွက်တဲ့ခဏန်းဒီလေ၅ဇွန်ခုနှစ်တဲ့ခါခဏန်း466ဆိုတဲ့ခဏန်းကို तू အကွက်ရွှေ့နေကစားသွားတယ်အဲ့တူအောင်မှာကျွန်တော်တို့50အတွဲလို့သာထည့်လိုက်တာနဲ့ထည့်စီတော်အောင်သုံးလုံးကတစ်လို့ဖြစ်အောင်နှစ်ထိတ်စီရောက်လာမယ်။နှစ်5တစ်ဆိုတဲ့ကဏ္ဍတစ်ခွက်နော်ဒီကဏ္ဍကမနစ်ကတော့ကျွန်တော်မွေးခိုင်းနေ။ဖတ်မလာဘူးကွတဲ့ဒီအဲ့တော့ဒီပွဲမြန်းထွက်မလား။ အဲ့တော့ဒီ၅ဆုံးခုနှစ်ထဲကနှစ်နောက်ပိတ်နေကဏ္ဍန်ဒီနော်၅ဆုံးခုနှစ်ထဲကိုနှစ်နောက်ပိတ်အငြိမ်နဲ့ထက်တယ်ထက်တော့ဆောင်းသုံးလုံးခွန်ဖြစ်လို့ခွန်ပါဝါနှစ်ခါနဲ့ထွက်တယ်နော်သူထွက်ပြီးတာနဲ့သူထွက်ပြီးတာနဲ့ထဲစီတောင်သုံးလုံးက၁၁ကို၁နောက်ပိတ်၅ခါနဲ့ဒီဘွဲထွက်နော်အဲ့အဲ့ဒီကဏ္ဍန်ကတဲ့နေဦးကျွန်တော်ပြောလိုက်မယ်အဲ့ကဏ္ဍန်ကတော့ညာဆိုအဲ့ဒီကဏ္ဍန်ကအဟုတ်တယ်နော်အဲ့တော့ဒုတိယကတ် ခွန်ပြီးတော့ကျွန်တော်တို့ရှစ်လို့ရိုက်တယ်ရှစ်ပါဝါ၃ခါနဲ့ထွက်တယ်နော်ထွက်ပြီးတာနဲ့ထဲစီတောင်သုံးလုံးကို7လို့ဖြစ်ပြီးတော့15နောက်တွဲနဲ့ထွက်တယ်နော်ဒါဆိုရင်ဒီနေရာမှာတခွက်သေးထိုးရမယ်ဇောင်းသုံးလုံးက6လို့ထွက်လိုက်တာနဲ့6ပါဝါ4ခါနဲ့ထွက်ပြီးဒီကဏ္ဍဒီငါးဆုံးခုနှစ်ကကဏ္ဍကိုလာထွက်ခဲ့လို့သူ့ရဲ့အောက်မှာထဲစီတောင်သုံးလုံး7ဖြစ်အောင်ကျွန်တော်တို့ကနှစ်ထိတ်စီထည့်ပြီးတော့50တက်နောက်တွဲကတ်လိုက်တာနဲ့နှစ်5တက်ဆိုတဲ့ကဏ္ဍတကွ တဲ့ရနော်အဲ့တော့ဒီ၄၃ညကိုကအဲ၄၉၄ရမနေ့ကဒီနေရာမှာကျွန်တော်ပြောခဲ့တယ်နော်ဒါပေမဲ့အချိန်ဖိုင်းမဲ့ဆိုရင်တော့ဒီနေရာမှာလည်းသူကထွက်လို့ရသေးတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေစဉ်းစားကြပါဗျာနော်ကျွန်တော်တော့ဒီကဏ္ဍကိုကြိုက်တယ်ကို၄၉ကိုကြိုက်တယ်ကို၄၆ကြိုက်တယ်နော်မနေ့ကအဲ့မှာကို၄၆ကိုကျွန်တော်ရေးပေးပြီးတော့စိုက်ကိုပြောဖို့မေ့သွားတယ်စိုက်ကိုပြောဖို့မေ့သွားတယ်ဆိုတော့မနေ့ကကျွန်တော်ပြောခဲ့တာကကျတော့ဒီငါးနောက်ပိတ်ဒီငါးထိတ်လို့ပြန်ကြရင်ခါတူခါနဲ့ကြမယ် နော်ငါးထိပ်စီဆောင်းပါပဲထွက်မယ်တုံညာနောက်ပဲကြောင်ပရိတ်တုံညာနဲ့ထွက်မယ်နော်ကျွန်တော်ပြောခဲ့တယ်အဲ့ဒီနေရာမှာဒီငါးဒီငါးထိပ်လို့ပြန်ပေါ်တော့ဟာဒီတုံညာနောက်ပဲကြောင်မြန်တုံညာပရိတ်နဲ့ထွက်သလားနော်ဒါလေးတစ်ချက်ဟာနေအဲ့ဒီနှစ်ကနှစ်ထိပ်လို့ပြန်ပေါ်တော့နှစ်ထိပ်စီရဲ့ဆောင်းပါပဲပေါ်တယ်ခါတူခါနဲ့ပေါ်တယ်တစ်နောက်ပဲကြောင်ပရိတ်တစ်တယ်အဲ့ဒီမှာလဲသူ့ရှေ့နှစ်နှစ်မှာတစ်ပိတ်ခဲ့တော့ပရိတ်တစ်လားနော်သူအဲ့လိုမျိုးဖြစ်ဒါဆိုရင်ကျွန်တော်တို့ကတစ်ချက် ကြည့်ရမှာကတစ်ချက်ကြည့်ရမှာကအခုဒီကိုကိုကျွန်တော်တို့ကဒီကိုထိတ်စီဆောင်းမှာကိုထိတ်လို့ထည့်လိုက်တာ ਨੇ ခါတူခါနှစ်နောက်ပိတ်ကြောင်ပြိတ်နှစ်ဆိုကိုလေးကိုအဲ့ဒီမှာကိုလေး6ကိုလည်းကျွန်တော်တို့ရန်ရမယ်လို့ပြောလိုက်တယ်နော်ဘာလို့ပြောတော့ဆိုတော့မနစ်ကနှစ်ဦးမှာကိုနောက်ပိတ်ခဲ့လို့အဲ့ဒီကိုနောက်ပိတ်ပြီဒီကိုထိတ်ပြန်ပေါ်လိုက်ရင်ပြိတ်ကိုနဲ့ပေါ်မှာလားဆိုရင်ခါတူခါလေးဖြစ်ကမယ်ဆိုရင် 6ဆိုတယ်ဟာဒီကနေတကွက်เนาะဒါရန်ပြတ်အောင်ရန်ထားလိုက်ဟုတ်ပြီလားเนาะအဲ့တော့51အတွဲကို51နောက်တွဲကိုကင်ထိုးမယ်ဆိုရင်မနေ့ကကျွန်တော်ပြောခဲ့တယ်551ရေ251ရေเนาะဒီခုနကွက်ပဲကျွန်တော်တို့ထိုးလို့ရတယ်เนาะအဲ့251ကတော့အခုမှပြလိုက်တာစာရွက်ထဲမှာမပါသွားဘူးရေးထားတဲ့ထဲမှာเนาะကွက်ကိုကြည့်ချက်ပြီးတော့ထိုး လေးကိုလေးကဒီပွဲမှာမင်းလေးကိုလေးမပေးဘူးဆိုရင်လေးကိုလေးဒီပွဲမှာလည်းဒါထိုးလို့ရတယ်နော်ဒါပေမဲ့ तू ကတော့မွေးဆိုင်ဖြစ်နေတယ်အခုကျွန်တော်တို့ဒီ940ဒီဒီမှာလာထွက်တယ်နော်အဲ940ကနေအောက်ကို3ပွဲကျော်တန်းတန်းဆင်းလာလဲ3ခု2ကလည်းအဲ့ဒီမှာလာထွက်တယ်နော်အဲ तू ကနေပြီးတော့အောက်ကို3ပွဲကျော်တန်းတန်းဆင်းလာလိုက်လို့ရှိရင်ကိုလေးလေးဆိုတဲ့ကဏ္ဍဒီဒီနေ့ထဲမှာထွက်ဖို့ရှိတယ် ဘုန်းခွန်နေဆိုင်တဲ့အချိန်ကမှထွက်မယ်ဆိုဒီပွဲအဲ့လိုမှမဟုတ်ဘူးကြိုထွက်မယ်ဆိုရင်ဒီပွဲမှာအခုကျွန်တော်ပြတဲ့အတိုင်းကိုလေးလေးကထွက်သွားလို့ရတယ်နော်အဲကျွန်တော်ညီတော်မောင်ကလည်းဖော်မွေးနဲ့တိုက်တယ်ကိုကြီးတဲ့ကိုလေးကိုပါတယ်ဆိုတော့အဲအဲ့ဒါတော့ကောင်းတာပေါ့လို့နော်အဲကြိုက်ရင်ကြိုက်ရင်ပေါ့လေမကြိုက်တော့လဲထည့်လိုက်ပေါ့ဟုတ်တယ်မလားအဲအဲ့ဒီကိုထိတ်ကို၄ခါနဲ့တစ်အပိတ်နဲ့လဲတွဲသွားမှလဲကြောက်ပါသေးတယ်နော်ကို၄တစ်ဆိုပြီးထွက်သွားမှလဲကြောက်ပါသေးတယ်သူကခွက်ကြတာအဲ့ဒီနှစ်ထဲမှာ ျွန်တော်တို့ဒီ50ငါးဆွန်းတဲ့ခုနှစ်ထဲမှာတင့်နောက်ပဲကြတာနဲ့ငါးတင့်နဲ့တွဲတာဟုတ်နော်အဲ့ဒီငါးဆွန်းတဲ့ခုနှစ်ထဲမှာလည်းတူတူပဲတင့်နောက်ပဲကြတာနဲ့ငါးတစ်ကအတွဲလိုက်ထွက်တာနော်အဲ့သူကအတွဲလိုက်တွေထွက်တယ်ဆိုတဲ့အခါကျတော့အင်းအဲ့ဒါကောင်ကနည်းနည်း short ရှိတယ်ပေါ့လေနော်အခုဒီဘွဲမှာအဲ့ဒီတင်နောက်ဘိတ်ကသူကပေးလာခဲ့ရင်အဲ့လိုမျိုးငါးလေးတက်ဆိုတဲ့ကဏ္ဍမျိုးကြီးဖြစ်သွားမှာဆိုလို့အဲ့ပါဘူး နှစ်ငါးတက်ဆိုတဲ့ကဏ္ဍကြီးဖြစ်သွားမှာဆိုလို့ဟုတ်လားအဲ့ဒီညပြတဲ့နှစ်ငါးတက်ငါးငါးတက်နော်လေးကိုလေးတာမနေ့ကပြတာဒါဟိုဘက်နေ့ကပြတာနော်ဒီညကတော့ဒီတကွက်ထပ်တိုးတယ်ပေါ့ဗျာနော်နှစ်ငါးတက်ဆိုတဲ့ကဏ္ဍလေးကြိုက်ရင်ကစားပါနော်ကျဟုတ်ပြီအလုံးမဲအော်နေအောင်ကျွန်တော်ညီတော်မောင်ကအခုတဲ့66တက်ကဘယ်ဆိုင်ကဖမ်းလာတော့လဲ66တက်ကညစကားတည်းထည့်ပြောပြီးတော့စိုက်မပြတော့အဲ့ ူကအဲ့ကနန်းကြိုက်လို့ဦးတယ်ဆိုတော့အဲ့ဒါဆို68ကိုကျွန်တော်တို့ပြ68ပစ်ကကျွန်တော်နှစ်ကတ်နဲ့အတွေးလိုင်းနဲ့ဖမ်းတာမို့လို့ကျွန်တော်မပြောပြတာနော်တော့ဒီငါးစုံနောက်နှစ်ကတ်မှာကျွန်တော်တို့ကစားကြည့်လိုက်ပြီနော်နှစ်ဦးမှာကျွန်တော်တို့ဘွား၄ရိုက်အဲ့ဒီဘွား၄ရဲ့အဲ့ဒီနှစ်ထဲမှာလေးထိပ်စီတစ်လုံးနှစ်လုံးမြောက်ကြလိုက်အဲ့ဒီလေးထိပ်စီနှစ်လုံးမြောက်ကြရင်ဇောင်းသုံးလုံးကကိုးနော်နောက်တော့သုံးလုံးကခွန် လေးထည့်စီပေါ့နော်သူကဇောင်းသုံးလုံးကိုပဲယူလိုက်တော့ဒီလေးထည့်စီဇောင်းသုံးလုံးကကိုအဲ့ဒီလိုထွက်တာနှလုံးမြောက်ခဏကနော်လေးနှလုံးမြောက်ခဏအဲ့ဒီလေးကနှိမ့်ဥမှသူကဘာလေးရဲ့ခဲ့အဲ့အဲ့ဒီလေးထည့်စီရဲ့အောက်မှာထွက်တဲ့ခဏဒီနောက်ပိတ်တူနောက်ပိတ်နဲ့နော်ဒါလာထွက်တဲ့ဟောဒီခဏကကျွန်တော်ဒီ9 6 4နဲ့အချိန်ခိုက်နော်964အပေါ်ကနေ1 2 3 4 5 6 9ချိန်သွားဒီကနေဒီနေ့တက်တက်မှာထွက်တယ်ကနေ ငါးချောက်လေးနဲ့တဲတဲမှာထွက်တယ်လေးတဲ့စီနှလုံးမြောက်ကြတာတဲ့အောက်မှာထွက်တဲ့ခဏကြီးနောက်ပိတ်သူနောက်ပိတ်နဲ့ထွက်တယ်အဲ့ဒီခဏကကျွန်တော်တို့ကိုးစွန်းနဲ့ဟူးနှစ်ထဲကခဏနော်ကိုးစွန်းနဲ့ဟူးနှစ်ထဲကခဏနော်မှတ်တာကိုးစွန်းနဲ့ဟူးနှစ်ထဲကအဲ့ဒီမှာသူကဒီလိုကိုးကိုးရှစ်လို့ဆိုတဲ့သီသုံးလုံးတခါတည်းဇောင်းထိုးပြီးထွက်တာဟုတ်နော်အဲ့ကျွန်တော်တို့အခုဒီနေ့ဥမာကျွန်တော်တို့ဘွားချောက်လို့ရတယ်အဲ့ဒီဘွားချောက်ဒီ6ထိပ်စီဒီမှာတစ်လုံးကြတယ်နောက်ထပ်တစ်လုံးကြတော့ဒီမှာ အဲ့မှာလေ तू ကဒီဇောင်းကိုးလို့ကြတယ်ပဲနောက်ထောင်သုံးလုံးခွန်နေကြတာပဲเนาะအဲ့တော့အဲ့6ထည့်စီရဲ့အောက်မှာထွက်တဲ့ခဏနဲ့ကျွန်တော်တို့၄၅လျှောက်ကနေ၄၄၃၄၅၆9ချောင်းမှာထွက်မိခဏနဲ့၅၆၄နဲ့အချိန်ခိုင်းမှာထွက်နေဟာဒီခဏန်းဒီ6 6 1နော်6 6 1 6 1 6ဆိုတဲ့ဒီခဏန်းနှစ်ကွက်ယူလို့ရတယ်ပေါ့ဗျာเนาะအဲ့ဘာလို့အဲ့မှာ6 6 6ကိုထည့်တယ်လဲဆိုအဲ့ဒီ6 6ဒီကျွန်တော်တို့ကိုးစုံကိုနှစ်ထဲကခဏန်းဖြစ်တာ ဘာလို့ကိုစုံကိုနှစ်တည်းอ่ะအဲ့ဒီ76ကိုယူလဲဆိုတော့သူကအဲ့ဒီကိုစုံကိုနှစ်တည်းမှာတင်းနှက်ခတ်၈ထိတ်လို့ဒီရိုက်တာဒီနှလုံးကိုဒီနှလုံး၄လို့ရိုက်ပြီအဲ့ဒီ၄ကပဋိ၄လို့ထွက်တယ်เนาะသူ့ရဲ့ဇောင်းမှာမှာ၈၁နှလုံးပြန်ကိုးတာဒါဆိုရင်ဒီကိုစုံကိုနှစ်တည်းမှာလည်းရှိလားရှိတယ်အားကိုးနဲ့လေးတာအဲ့ဒီလေးကိုသူ့အောက်မှာပြတိလေးတာသူ့ဆောင်မှာရှစ်ထိပ်ဒီရှစ်နှက်ကတစ်အပိတ်ဒီနှလုံးကိုသူကပြန်ပြီးတော့ကိုးလို့ပြန်ထည့်တာเนาะ တော့အဲ့ဒီရှစ်ကစကြတဲ့ရှစ်တင့်နက်ခရှစ်ထိတ်စကြတယ်ကျွန်တော်ဒီမှာလည်းတင့်နက်ခရှစ်ထိတ်ကစကြတယ်ဘောမှမရှိဘူးအဲ့ဒီရှစ်ဒီနောက်ထပ်တစ်ချိန်ရှစ်လို့ပြန်ကြရင်တရဲ့ပါဝါအဲ့အဲ့ဒီရှစ်တဒီနောက်ထပ်ဒီရှစ်ဒီနောက်ထပ်တစ်ချိန်ရှစ်လို့ကြရင်ဟဲ့တင့်နဲ့တွဲပြီးတော့ကြာနော်ရှစ်တအတွဲလိုက်ကြဒီ၈၁ကနောက်တစ်ချိန်၈ထိတ်လို့ပေါ်ရင်၈၁အတွဲလိုက်ထွက်တယ်။ဒါလိုပဲဒီ၈၁ဒီ နောက်တစ်ချိန်ရှစ်ထိတ်စည်းလို့ပေါ်လိုက်ရင်ရှစ်တအတွဲလိုက်သူဖတ်တယ်နော်ဖတ်တော့အဲ့ဒီကောင်ကဒီ6 6 9เนาะ669လို့ထိတ်စည်းသုံးလုံးတန်းထားတဲ့ငင်းကုန်မှာဖတ်ထားတဲ့ခဏเนาะဒီလိုပဲ669လို့ရိုက်ပြီးသူ့ဆောင်မှာရှစ်ထိတ်စည်းနှလုံးမြောက်ကိုတစ်ခါနဲ့တွက်တာ669ထိတ်စည်းသုံးလုံးတန်းတဲ့ငင်းကုန်မှာရှစ်ထိတ်စည်းကိုတစ်ခါနဲ့ထွက်တာအဲ့ဒီရှစ်ဒီနောက်တစ်ချိန်ရှစ်လို့ပြန်ပြုတ်ကြရင်6နဲ့တွဲထွက်တာတည့်ရဲ့ပါပါ6နဲ့တွဲထွက်တာเนาะ အဲ့ဒီရှစ်ဒီလေနောက်တစ်ချိန်ရှစ်ထိတ်လို့ပြန်ကြဆောက်နေပဲတွဲထွက်တယ်နော်တည့်ရဲ့ပါဝါဆောက်နေတွဲထွက်တယ်ထွက်ပြီးတာနဲ့အဲ့မှာရှစ်ကိုသုံးလို့ထောင်တာပဲနော်အဲ့ဒီရှစ်ကနောက်ထပ်တစ်ချိန်သုံးလုံးမြောက်ကြလိုက်တာနဲ့တည့်ရဲ့ပါဝါ6ခါနဲ့ကြပြီးတော့ရှစ်ကိုသုံးလို့ထောင်နော်ရှစ်ကိုသုံးလို့ထောင်နော်ရှစ်ကိုသုံးလို့ထောင်အဲ့ဒီထောင်တဲ့ကောင်တွေဒီဘက်မှာရှောင်းနေရှစ်တွေပါတွေနဲ့သူကထောက်ထားတာတွေရှိသေးတယ်နော်ဒီနှစ်ကွက်ကအဲ့အဲ့ဒီမှာကျွန်တော်လိုချင်တာကဒီ669 ချစ်တဲ့နှက်ခတ်အတွဲလိုက်ကနန်းဒီကနန်းသည်ကိုစုံကိုနှစ်ကနေပြီးတော့ကျွန်တော်တို့ငါးစုံနဲ့ခုနှစ်မှာနောက်ပိုက်နှလုံးထောင်ပြီးဆောက်ငါးလေးနဲ့အကြိမ်ခိုက်လေးထိပ်စီနှလုံးမြောက်ရဲ့အောက်မှာထွက်မယ်ဆိုရင်ထွက်တဲ့အချိန်မှာကိုကိုရှစ်လို့တက်သေးသုံးလုံးတန်းပြီးထွက်မယ်ဆိုရင်ပေါ့နော်ဆိုရင်ပေါ့နော်ကျွန်တော်ကလည်းအဲ့ဒီဒီနောက်ပိုက်နှလုံးထောင်မယ်ကိုကိုရှစ်လို့တက်သေးသုံးလုံးတန်းပြီးထွက်မယ်6 5 4နဲ့အကျင့်ခိုင်းမှာထွက်မယ်အဲ့ဒီကနန်းဒီ ရှစ်ထိပ်စီတစ်လုံးမြောက်နှလုံးမြောက်ကနေရှစ်ပြည့်ရှစ်ဆိုတဲ့ကနေဒီမှာရှစ်ရှစ်တက်လို့ထွက်ဟုတ်ပြီအဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီနှစ်ထဲကတက်နှက်ခါရှစ်ထိပ်စီစားကြတယ်ရှစ်နှလုံးမြောက်ကနေပြီးသူ့ရဲ့နှက်ခါတက်နဲ့တွဲထွက်တယ်ရှစ်သုံးလုံးမြောက်ကနေကတက်ရဲ့ပါပါ၆ခါနဲ့ထွက်တယ်ပြလိုက် တော့အဲ့ဒီမှာ6 6 9လို့ထည့်သုံးလုံးတန်းနေသူ့ရဲ့မြင်းကောင်ကအဲ့ဒီ10 6 10စီနှလုံးမြောက်ကနန်းเนาะဒီကနန်းဒီ 6ဆုံးခုနှစ်ကနေပြီးတော့5ဆုံးခုနှစ်တဲကို6ထိပ်စီနှလုံးမြောက်ရအောင်ဇောင်းတုံးလုံးကိုလို့ရိုက်ထားတဲ့အောက်မှာ6 6 8ဆိုပြီးတော့ထိပ်စီ3လုံးတန်းပြီးတော့8ထိပ်စီအငိမ့်နဲ့เนาะ10နောက်ဘိတ်နဲ့ဖတ်သွားမယ်ဆိုရင်ဒီကနန်းနောက်ဘိတ်တူနောက်ဘိတ်နဲ့ကြာမယ်ဆိုရင်ဒီကနန်းเนาะနှစ်မျိုးတော့ထိုးလိုက်ဟုတ်တယ်မဟုတ်လားเนาะအဲကျွန်တော်မိတ်ဆွေတွေ ကျွန်တော်ကညာစာနဲ့ပဲကောက်ရေးပြီးခဲ့တာဒီကနန်းလေးလေးရန်ထားပါ867သူကအဲ့ဒီဖြစ်စဉ်ကျွန်တော်လိုက်ကြည့်တယ်နော်ဒီနှစ်ကတ်သေးစီတာဒီနှစ်ကတ်သေးစီတာဒီ681ဒီမှာ681နော်ဒီနှလုံးက၄ဒီနှလုံးက၄ရှစ်ထိပ်ဒီစကြတယ်ရှစ်ထိပ်ဒီစကြတယ်အဲ့ဒီစကြတဲ့ရှစ်ထိပ်စီဒီနောက်တစ်ချိန်ရှစ်ထိပ်လို့ပြန်ကြတယ်ရှစ်တတွဲတယ်ရှစ်တတွဲတယ်အဲ့အဲ့ဒီရှစ်တအတွဲဒီကြတော့ 669တန်းနဲ့မြင်းကုန်ဒီမှာ669တန်းနဲ့မြင်းကုန်မှာကြာအဲ့ဒီရှေ့နောက်တစ်ခါပြန်ကြတော့693လို့ထောင်းတယ်693လို့ထောင်းတယ်86အတွဲလိုက်ထွက်တယ်86အတွဲလိုက်ထွက်တယ်တော့အဲ့ကျွန်တော်တို့ကဈားလိုက်ကောင်ကထွက်ခဲ့တဲ့81အတွဲလိုက်တဲ့ခန်းန်းကိုဒီနေ့ထဲဒီပွဲကို654နဲ့အချိန်လိုက်မှာကျွန်တော်ထဲ6ထိပ်စီနှလုံးမြောက်ဇောင်း3လုံး6လို့ပြထားတဲ့အောက်မှာနောက်ပိတ်တူနောက်ပိတ်နဲ့ထဲမယ်ဆိုရင်ဟောဒီခန်းန်း76ဆိုတဲ့ခန်းန်းတကွ နော်မဖြစ်မနေကစားလို့ရနော်အဲညကတည်းကတော့ကစားကကောက်ပြောတော့မနေ့ကကျွန်တော်စီကိုဖိုက်ကနန်းဆိုင်ကိုပြပေးပါဘူးတဲ့အဲကောင်ကိုကြိုက်နေလို့ပဲနော်ဟိုတမမကြီးကတမမကြီးကဆရာကြီးကိုတန်ချောင်းကလည်းအဲ့ဒီကနန်းကိုကြိုက်တယ်ဆိုလို့ကျွန်တော်အဲ့ဒါလေးပြပေးရခြင်းဖြစ်တယ်နော်ခုနကကနန်းလေးထည့်ကြီးလိုက်ပါဦးမယ်1 5 1 1 1 5 1 1နော် နော်အဲ့တော့6 6 6 6 1တစ်ကနောက်ဘိတ်ကိုလည်းမစိတ်မချရလို့နော်ခုနကကျွန်တော်ပြတဲ့ line อ่ะသူကတစ်နောက်ဘိတ်တစ်လုံးနဲ့ကောက်ရိုက်သွားလို့ရတယ်ဒီ line อ่ะနော်အဲ့သူကြပြီးရင်တွေ့အောင်မှာအဲ6ဘောင်းခွန်ကိုနော်တို့6ဘောင်းခွန်9နောက်ဘိတ်ဒီမှာ6ဘောင်းခွန်4နောက်ဘိတ်6ဘောင်းခွန်3နောက်ဘိတ်ဒါမျိုးတွေပေါ့နော်ပြန်ကြမရှိဘူးကျွန်တော်ပြန်ကြစိတ်နာလို့ဗျာကျွန်တော်ဖမ်းရင်မလာဘူးကျွန်တော်မဖမ်းရင်ထွက်ထွက်လာတယ်အဲ့ဒါကြောင့်မို့လို့ ပြန်ကြနဲ့ကိုလည်းကုံမောင်းမနေတော့ဘူးပြီးခဲ့တဲ့ဘွဲကလည်းအဲ့ပြန်ကြနဲ့ပဲကုံသွားတာတော့မနေ့ကကျွန်တော်မပြောတော့တာဘယ်လိုလုံးဆိုတော့စိုက်ကိုကျွန်တော်တို့ဒါကိုထိတ်စီလိုက်တယ်เนาะကိုထိတ်ကိုထိတ်ဒီမှာကိုထိတ်ကိုထိတ်အဲ6ထိတ်က6ထိတ်တခါဒီကိုထိတ်ကကိုထိတ်မလားနောက်တခါဒီ6ကထိတ်ဒီ6ကထိတ်အခုဒီမှာကိုဖြစ်သွားလို့ဒီကိုကထိတ်မလားအဲ့လိုမှမဟုတ်ရင်6ထိတ်ပဲထိတ်မလားเนาะဒါမျိုးလေးတွေရှိတယ် နောက်ဒီနေရာမှာကျွန်တော်တို့နော်ဗရိတ်လေးဗရိတ်လေးဗရိတ်လေးနော်အဲ့ဒီဗရိတ်လေးတွေကအောက်တပွဲကျော်မှာ၄ပါဝါကိုအောက်တပွဲကျော်မှာ၄ပါဝါကိုအောက်တပွဲကျော်မှာ၄ပါဝါကိုဆိုရင်ဒါကိုသုံးလုံးစမ်းပါလို့လေရတယ်နော်68ပဲတွေ့တယ်อืมเนาะအဲ့တော့မတူဘူးပေါ့လေเนาะအဲ့ဒီကို ဒီနေရာမှာထည့်လိုက်တာ ਨੇ เนาะကျွန်တော်တို့ကဘယ်လိုပြောမလဲသူကထိတ်စည်းကနောက်ပိတ်เนาะကျွန်တော်ဒီနေရာမှာ6 4 6ကိုကျွန်တော်ထည့်ရတဲ့အကြောင်းဒီထိတ်စည်းနောက်ပိတ်เนาะဒီနှစ်ထိတ်စည်းနောက်ပိတ်အခုဒီမှာဆိုဟာဒီ6ထိပ်စီးဒါနောက်ပိတ်ဆိုထည့်သွားရင်ဒါ9 4 6ဆိုတဲ့ကနေမျိုးလေးဖြစ်သွားလို့ရတယ်เนาะတတိယလွယ်လွယ်လေးတွေပဲမပေးဘူးလို့လည်းဘာမှမပြောရဘူးမပေးဘူးလို့ မပြောရဲဘူးဆိုဒီနေရာတွေကဒါလေးပရိတ်သုံးချက်တန်းသွားတာတွေနော်ဒါမျိုးလွယ်လွယ်လေးတွေပေါ့ရှိတယ်နောက်ခါတူခါတွေအောက်ကလိုင်းမှာရှိသေးတယ်ခါတူခါလိုင်းနေရှိတယ်အဲဒီကကျွန်တော်ဒီစာရွက်နဲ့ပြဒါတွေဆိုရင်ဒီအောက်ကနော်ဒါခါတူခါအချိန်လိုက်တွေခါတူခါအချိန်လိုက်တွေတက်လာရင်ဒါခါတူခါအချိန်လိုက်တွေနော်တက်လာလို့ရတာပဲနောက်ဒီ၉ထိပ်နော်ပရိတ်၄၉ထိပ်ပရိတ်၄၉ထိပ်နော်ပရိတ်၄၄ပါးပါ၉ထိပ်၉ထိပ်စီ၃လုံး တန်းပါလို့ရတာပဲဟုတ်တယ်မဟုတ်လားဒါကြောင့်မို့ညကျွန်တော်ကုလေး6ကိုထည့်ပြောအဲဒီနေ့ဥပဗရိတ်ကိုကိုထည့်စီပြန်ပေါ်ရင်ဒီကိုနောက်ပဲကြောင့်ဗရိတ်ကိုလို့ပေါ်ပါမယ်ဆိုရင်အဲဒါကုလေး6ဖြစ်သွားမှာပဲเนาะဒါအပူစိုက်လေးတွေကျွန်တော်ဟိုလိုက်ရှစ်ဒီလိုက်ရှစ်နဲ့အပူစိုက်ကလေးတွေကျွန်တော်လိုက်ရှစ်ထားတာเนาะကျွန်တော်ဒီဗရိတ်ခွန်ခွန်ပါတဲ့အပူဒီဗရိတ်ခွန်ခွန်ပါတဲ့အပူ ဒါဆိုရင်ဒီမှာဗရိတ်၄ဒီမှာ၄ပါတဲ့အပူအဲ့ဒီကောင်ကဒီဗရိတ်၆၆ပါတဲ့အပူဒီဗရိတ်ခွန်ခွန်ပါတဲ့အပူဒီဗရိတ်၈၈ပါတဲ့အပူလို့လည်းယူလို့ရတယ်၄ခါကထိတ်လား၉ခါကထိတ်လား၆ခါကထိတ်လားနော်အဲ့အဲ့လိုမျိုးတွေလည်းယူလို့ရတယ်ဒီနေရာမှာ၄ပါတဲ့အပူထွက်လိုက်ရင်ကိုတုတဝန်ကြည့်တယ်အဲ့ကြောင့်မလို့၄ပါတဲ့အပူဆိုရင်ကျွန်တော်ခုနကကဏ္ဍနော်၉၄၉ဆိုတာလို့ ခတ်တူခါဝိုင်းကြီးပြန်မစင်းသေးဘူးလေอืมဒီပွဲစင်းပါပဲ946 746 646တို့ပါတို့လေထက်ထိုးပေါ့ဗျာရှစ်ထိတ်နေเนาะကဲ